ဒီလိုကျွန်းမှာကျောင်းတက်ကြီးတခုမောင်းရတဲ့ကျောင်းတက်လည်းဘာလို့မသိပါဘူးကျောင်းတက်ရေးသက်ချအခွဲနော်ရေးသက်ချအခွဲမှာထုတ်ချင်းခါကဘိက္ခုနီမနေလည်းရှိနေသေးတယ်ဒီဟန်းယောက်ျားနေလည်းရှိနေသေးတော့ဘိက္ခုတန်ခါဘိက္ခုနီတန်ခါနှစ်မျိုးလုံးရှိနေတော့တန်ခါနှစ်မျိုးလုံးကိုပဲပြင်ဆောင်ပါတယ်ပြင်ဆောင်လိုက်တဲ့အချိန်ခါမှာဘိက္ခုတန်ခါရိကတစ်ဖက်ဘိက္ခုနီတန်ခါရိကတစ်ဖက်နှစ်ဖက်ထိုင်ရတယ်ထိုင်နေတဲ့အချိန်ခါကျတော့ သင်းငယ်အငယ်ဆုံးပုဂ္ဂိုလ်ကအငယ်ဆုံးနေရာကြာတာပေါ့ဒီဘက်ကဘိက္ခုသံဃာဘက်ကကြည့်နေရင်လည်းကိုယ်လေးတစ်ပါးကအငယ်ဆုံးဟိုးအဆုံးဖြားမှသွားကြတယ်ဘိက္ခုနီသံဃာဘက်ကကြည့်နေတယ်တာမဏိမာလေးတစ်ပါးကအငယ်ဆုံးဟိုးအဆုံးဖြားမှသွားပြီးကြတယ်သူတို့နှစ်ဦးကမျက်နှာချင်းဆိုင်တော့ကြည့်တယ်မျက်နှာချင်းဆိုင်တော့ရှိနေတဲ့အချိန်ကကြတော့ရှင်းရှင်းထုံးလန်းစင်လာအတိုင်းဆုံးမကခင်ယာကုကိုအရင်ကတ်တယ်ယာကုတွေဒွေထက်ထက်ပြီးကတ်လိုက်တဲ့အချိန်ကကြတော့ကိုယ်လေးကယာကု တပိတ်ထည့်လိုက်တော့တပိတ်ကပူလုံးတော့ကောင်းကောင်းမကင်ထင်ချင်းတပိတ်ကကောင်းကောင်းမကင်ထင်တာကိုမျက်နှာချင်းဆိုင်ဖြစ်နေတဲ့တာမဏိမာလေးကမြင်လိုက်တော့သူ့ရဲ့ဆင်းဆွယ်တပိတ်ရှိလေးတခုဂွင်လေးကိုကမ်းပြီးပေးလိုက်အပိတ်ထူလိုက်ပါလေအပိတ်ထူလိုက်တဲ့အခါကျတော့ဂွင်လေးဟာလည်းဒီဆင်းဆွယ်တပိတ်ရှိလေးနဲ့တတော်သဘောကျတယ်ဆင်းဆွယ်တပိတ်ရှိလှူတဲ့ဒီဘိက္ခုနီမာအဲ့ကွယ်ရှင်တာမဏိမာလေးလည်းသူကတတော်သဘောကျသွားပုံရတယ်ကောင်းကောင်းဒီတပိတ်ရှိလေးတိမ့်ထားတယ်တစ်သလုံးနဲ့သုံးတယ် အဲ့လိုသုံးရကနေသူတို့နှုတ်ကွဲသွားလိုက်တာဘလောက်ကြာသွားလဲဆိုတော့နှစ်ပေါင်း80ကြာသွားတယ်အဲ့ဒီနှစ်ပေါင်း80အတွင်းမှာလူနဲ့လူတစ်ခါမှမတွေ့ဘူးမထေကြီးကလည်းသူတို့ကအိန္ဒိယဘက်ကနေဒီဟိုကျုံကုလာတဲ့ပုံကိုယ်တွေဖြစ်တော့အသက်ရွယ်ကြီးလာတော့မိမိတို့နိုင်ငံမိမိတို့ပြန်ပြီးတော့မထေကြီးကလည်းအိန္ဒိယဘက်မှာပြန်ပြီးသတင်းတောင်းနေတယ်ဟိုကလည်းအသက်80ပြည့်လို့ဘိက္ခုနီမှဖြစ်နေတော့အိန္ဒိယဘက်မှာပြန်ပြီးတော့ပဲသတင်းတောင်းရပါတယ်ဒီနေ့နေရာတစ်ခုမှာနှစ်ပန်းသွားပြီးဆုံကြတော့ သမီးဆိုင်ကပြောကြတဲ့ပုံလေးရှိဖြစ်ဟောအောင်မွေးဖွယ်လေးလေးပြောလိုက်တဲ့အချိန်ကကျတော့စင်စွာတပည့်ချီလေးအကြောင်းရောက်သွားကြတယ်။ဟာဒီကြောင့်ရေစက်ချဖွယ်တော့ကတတိတော်လည်းပါတော့ပေါ့။ဟာတတိတော်လည်းပါတယ်။ဟာမင်းကဘယ်လိုဘယ်ရွယ်လို့ရှိလဲ။ဟာတတိတော်ကအငယ်ဆုံးကိုရင်ဟောဟောလည်းတတိတော်လည်းအငယ်ဆုံးကိုရင်မှလေးပဲ။အဲဒီတော့ကတတိတော်အငယ်ဆုံးကိုရင်လေးကိုဒီကစင်စွာတပည့်ချီလေးတစ်ခုယူလိုက်တယ်။ယူလိုက်ခုသေးတယ်ဟောပြောတော့ဘုရင်ကကြံကြံထပ်ပြီးတော့ သူသိမ့်ထားတဲ့စင်စဲတပည့်ကြီးလေးထုတ်ပြတယ်။ဒီတပည့်ကြီးလေးလားဆိုတော့ဟုတ်တာပေါ့တဲ့။ဟမ်။အဲ့ဒါနဲ့တပည့်ကြီးလေးတကူကအောင်သွယ်လိုက်တဲ့အသက်80ကျော်မှာပါဠိကကြပြီးလူထွက်ကြတယ်။ပြင်းစရာတန်တဲ့ကဟုတ်တယ်ဟုတ်လား။ပြင်းစီလေးဘက်ကလှူဒန်းခဲ့ရင်ပြင်းစီကိုတွေ့တယ်ရကနေပြီးတော့ပြင်းစီလှူတဲ့လူကိုပဲတွေ့တယ်တတ်မဲ့တဲ့သဘောလေးဖြစ်တတ်တယ်။ဒါကြောင့်ဟုတ်တယ်မဟုတ်လား။